အားလုံးပဲမင်္ဂလာပါခင်ဗျာ The Lost Horizon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဆိုရင်မြန်မာပြည်မှာမီတာပြတ်တဲ့အတွက် မီးစက်တွေတုံးနေကြရပါတယ်မီးစက်တုံးရင်းနဲ့အသက်ဆုံးရှုံးရတဲ့အထိဖြစ်သွားခဲ့တာတွေကြောင့်အရန်အရေးကြီးလို့ဒီဗီဒီယိုကိုအဆုံးထိ နားထောင်ပေးကြပါခင်ဗျာ2025မေလ1ရက်နေ့သတင်းတွေထဲမှာ ရန်ကုန်မြို့စမ်းကြောင်းမြို့နယ်တွေကတိုက်ခန်းတစ်ခုမှာမီးစက်နဲ့အဲကုန်းဖွင့်အိတ်တဲ့အတွက်မိသားစုတစ်စုလုံးတေဆုံးနေမီးစက်နှိုးပြီးတော့အဲကုန်းနဲ့အိတ်ရာကနေအောက်ဆီဂျင် ပြတ်ပြီးတော့တေဆုံးစားတဲ့ခေါင်းစဉ်တွေနဲ့သတင်းတွေတွေ့ခဲ့ကြမှာပါဒီခေါင်းစဉ်တွေကိုဖတ်ရတော့ဟာမီးစက်နှိုးပြီးအဲကုန်းဖွင့်လာဘာလို့တေရရလဲဘာလို့အောက်ဆီဂျင်ပြတ်ရလဲဆိုပြီးတော့စဉ်းစားမိကြမှာပါ နားလေသူတွေကတော့ဒါကရီဇက်ကထွက်လာတဲ့ကာဗွန်မိုနောက်ဆိုင်အစိတ်ကို ရှူမိတာကြောင့်လို့သုံးသပ်ကြပါတယ်။ဒီစမ်းကြောင်းမျိုးတွေကတော့တိုက်ခန်းအတွင်းမှာမီးစက်နှိုးပြီးအဲဂွန်ဖွင့်အိတ်ခဲ့တဲ့မိသားစုဝင်၄ဦးလုံးဆုံးမခဲ့ရတာပါ။ဆုံးမသူတွေဟာအသက်30အရွယ်အမျိုးသား2ဦးအသက်25နှစ်နဲ့16နှစ်အရွယ်အမျိုးသမီး2ဦးအသက်8နှစ်အရွယ်ကလေး2ဦးပါ။မေလာတရက်နေ့တုန်းကအိမ်တွင်းမှာပဲတေဆုံးလျက်တွေ့ခဲ့ရပါတယ်။သူတို့အမေက လွန်ခဲ့တဲ့နှစ်ရက်လောက်တုန်းကဖုန်းဆက်တာမကင်တဲ့အတွက်ရောက်လာချိန်မှာတေဆုံးနေတာကိုတွေ့ရတာပါလို့စမ်းကြောင်းမြို့ကန်တို့ကပြောပါတယ်။သူတို့ဟာမီးစက်ကိုမီးဝကန်မှာနှိုးထားပြီးအိမ်တကားတွေကိုအလုံးပိတ်ထားခဲ့တာကိုတွေ့ရတယ်လို့မျက်မြင်တွေ့ရှိသူတို့ကလည်းပြောပါတယ်။ဒီလိုဖြစ်စဉ်မျိုးတွေအများကြီးရှိနေတာကိုလည်းဆိုရှယ်မီဒီယာအသုံးပြုသူတွေမျှဝေထားတာကိုကိုးကားပြီးတော့သတိထားရအောင်လို့ကျွန်တော်ကဆက်ပြောပြပါမယ်။နောက်ဖြစ်ရတဲ့ခုကတော့တပ်ပိုင်းဆိုတဲ့အကောင့်တစ်ခုကနေရေးထားပါတယ်။ ဒီဖြစ်ကတော့ကံကောင်းပြီးတော့သူ့မိသားစုကအသက်ဘေးကနေတည်တည်လေးလွတ်သွားခဲ့ပါတယ်ဖြစ်စဉ်ကတော့တပ်ပိုင်ရဲ့မိဘအိမ်ကနေသူ့စီကိုည၈နာရီခွဲလောက်မှာသူ့အမကြီးမဆုကနေဖုန်းဆက်တယ်အမေကရောင်ကန်းနေဖြစ်ပြီးတော့တတိလက်ချင်တယ်လို့ဖြစ်နေရဲ့ဘာဖြစ်တာလဲမသိဘူးဆိုတာနဲ့ပဲသူလည်းရန်ကင်းကနေအပြေးလိုက်ချသွားပါတယ်လမ်းမှာသူ့ကိုကြီးအကြီးဆုံးဖုန်းဆက်ခေါ်ပြီးတော့ကိုစရာဗမာလဲအခုအိမ်ကိုအမြန်သွားအမေဘာဖြစ်တာလဲမသိဘူးဆိုပြီးပြောတယ်သူ့အိမ်ရောက်တော့၈နာရီခွဲ သူ့အမကြီးကိုဖုန်းခေါ်တယ်။ဟိုဘက်ကမကင်တော့ဘူး။သူလဲစိတ်တွေဘူးတကားလာဖွင့်ဖို့ဖုန်းဆက်လို့လည်းမရ။ဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်မှာအကူအကြီးဆုံးရဲ့အတန်ကိုအပေါ်ကနေကြားလိုက်ရတယ်။ထားကြပါအောင်။လုံးကြပါအောင်ဆိုတဲ့အတန်ကိုကြားရတဲ့အချိန်မှာအိမ်အောက်မှာသူဘလို့မှနေလို့မရတော့ဘူး။သူ့ကောင်မလေးကလုံးကျဲပထမတက်ကိုအိမ်ရှိမှာရက်ထားတဲ့ကားခေါမူပေါ်ကနေကြော်တက်ပြီးတော့ဗရန်ဒါကနေဝင်ချသွားတယ်။အဲ့ဒီအချိန်သူ့ကိုအကြီးဆုံးကလည်းသူ့တန်ချပြီးတော့အောက်ထပ်တကားကိုလာဖွင့်ပေးတယ်။ သူ့လဲအပေါ်ကိုအတကုံပြေးတက်သွားတယ်အပေါ်ရဲရောက်ချင်းပထမအဦးဆုံးမြင်လိုက်ရတဲ့မြင်ကွင်းကသူ့ကိုအယံ shock ရသွားစီတယ်သူ့အမအကြီးဆုံးကပက်လက်ကြီးဗဇက်ကလည်းအမြုပ်တွေထွက်လက်ထဲမှာလည်းဖုန်းကကင်လှဲ့ကြီးဘေးမှာသူ့သားလေးကဖင်ထောင်ပြီးတော့မျက်စိတွေကလဲနေပြီခေါ်လို့လည်းမရတော့ဘူးသူ့အမေကိုလှမ်းကြည့်လိုက်တော့မနီးမဝေးတက်နေရမှာဘေးလိုက်မှောက်ရကြီးအဲကန်းမှာကြတော့အိမ်ကကောင်းပါလေးကထွန်းထွန်းလူပြီးတော့တက်နေတယ်လူအကုန်လုံးကသတိလစ်နေကြပြီး အန်ဘတ်တွေရောမစင်တွေရောအကုန်ထွက်နေကြတယ်။သူ့အဖေကအဲ့ရပေါ်မှာလှဲပြီးတော့မလုံနိုင်တော့ဘူး။သူလဲလှုပ်ကြပါအောင်ကယ်ကြပါအောင်ဆိုပြီးအော်တယ်။သူ့ကောင်မလေးကတူလေးကိုဆွဲပြီးတော့ CPR ဖိပေးနေတယ်။အဲ့ဒီအချိန်မှာသူအသိဝင်သွားတယ်။အိမ်အောက်မှာမီးစက်နှိုးထားတော့အောက်ဆီဂျင်နည်းပြီးတော့ကာဗွန်မိုနောက်ဆိုင်ကြောင့်ဖြစ်ရမယ်ဆိုပြီးတော့ဗရင်းတကားပေါက်တွေအကုန်လိုက်ဖွင့်တယ်။သူ့အမေကိုဗရန်တာဘက်ကိုမာပြီးဆွဲတယ်။အမကြီးကိုဆွဲတူလေးကိုဆွဲအဲ့ကောင်မလေးကိုဆွဲထုတ်အားလုံးကို CPR လုပ်တယ်။ အန်ဘတ်မဆူအောင်ပါဇက်ထဲမှာကြံလာတွေကိုချုပ်ဖြစ်မှာဆိုလို့နှိုက်ထုတ်တယ်။သူ့ဖေကလည်းစအန်ထွက်နေတယ်။အဖေကိုလည်းဆွဲထုတ်ပြီးတော့ရန်ဒါလားမှာအပြုံလိုက်လေးတန်းစီထားတယ်။အောက်ဆီဂျင်ရအောင်ပေါ့နော်။သူ့အကူကလည်းရက်ကွက်ကလူတွေလှမ်းအော်ပြီးတော့အကူညီတောင်းတယ်။ရက်ကွက်ကလည်းအတော်အားကိုးရတယ်။အကုံချက်ချင်းပြေးတက်လာပြီးတော့လူနာတွေအကုံမှချပြီးတော့ကားပေါ်တင်စီယုံတန်းပြေးတယ်။စီယုံမှာမီလီ20လောက်နေတော့အောက်ဆီဂျင်ပေးထားတာနဲ့အကုံသတိပြန်လဲလာကြတယ်။တော်သေးတာပေါ့နော်။ဒါကြောင့် မီးစက်နှိုးမယ်ဆိုရင်အိမ်ထဲမှာအလုံးပိတ်ပြီးမှနှိုးဖို့အကြံပေးပြစီမီးစက်ကိုအိမ်ပြန်မှာပဲထုတ်ပြီးနှိုးပါ လူကြီးတွေကတော့မီးစက်အခိုးခံရမှာကြောက်ပြီးတော့တကားပိတ်ပြီးမီးစက်နှိုးကြတာပေါ့အဲ့ဒီမှာရင်တအိမ်သားလုံးအောက်ဆီဂျင်ပြတ်ပြီးတော့ဘလက်ကောက်ဖြစ်ကြပါတယ်ဒီနေရာမှာတခုသတိထားစရာကောင်းတာကကာဗိုမိုနောက်ဆိုင်တန်းခွေကအခန်းထဲမှာမီးကိုပြည့်နေရလို့မျိုးမဟုတ်ဘူးအရောင်လည်းမရှိဘူးနည်းနည်းလေးကြာလိုက်သတိလက်သွားနိုင်ကြီးရှိပါတယ် ခုနအဖြစ်ပြန်မှာလဲအချိန်နည်းနည်းလေးသာလောက်ကျသွားခဲ့အကုန်အသက်အန္တရာယ်ဆုံးရှုံးနိုင်တယ်လို့ဆရာဝန်ပြောပြချက်အရာသိရပါတယ်ဒီတော့အားလုံးယူဆိုင်ကြပါဒီကာလမှာအရန်ပူနေကြတဲ့အတွက်မိဆက်သုံးမယ်ဆိုရင်အထူးသတိပြုဖို့လိုပါတယ်ဒီမှာကျွန်တော်ဘူးတုတရအောင် ကာဗွန်မိုနောက်ဆိုင်ဓာတ်ငွေအကြောင်းအနည်းငယ်ထည့်ပြီးပြောပြပေးပါမယ်ကာဗွန်ကလေအနည်းငယ်မှာ မီးလောင်ရင် ကာဗွန်မိုနောက်ဆိုင်ဖြစ်တယ်လေအများမှာမီးလောင်ရင်ကာဗွန်ဒိုင်အောက်ဆိုက်ဖြစ်ပါတယ် ကာဝန်တိုင်အောက်ဆိုင်ကိုရှူမိရင်တေစီလောက်တဲ့အထိမဖြစ်ပေမဲ့ကာဝမုံနောက်ဆိုင်ကိုရှူမိရင်တော့ပြက်လဲကျသွားပြီးစီးရုံကိုအချိန်မီမပို့နိုင်ရင် အသက်ပါဆုံးရှုံးသွားနိုင်ပါတယ်။ကာဝန်လို့ဆိုတဲ့နေရာမှာဓာတ်စီ၊ရေနံစီ၊ဒီဇယ်စီဖျောင်းနိုင်စတဲ့ကာဝန်ပါဝင်တဲ့အရာတွေကိုလောင်ကျွမ်းတာကိုပြောတာပါ။နောက်ထပ်ဖြစ်ရတစ်ခုပြောပြရမယ်ဆိုရင်အတီးတယောက်ကအပြင်းအပြန်လာတယ်။ကားကိုဂိုဒေါင်ထဲမောင်းဝင်တယ်။ဆက်မတက်ရသေးခင်ဂိုဒေါင်တကားငုံးပိတ်တာမှာ ဝုန်းဆိုလဲကြပြီးတော့အိဇောပိုက်ကထွက်တဲ့အငွေတွေကိုရှူမိရလို့ပြောတယ်။သူ့ဇနီးကလားလေတော့ဂိုးတော်တကားကိုအမြင်ဖွင့်လူကိုတဲပြီးတော့ဆေးရုံပို့တာမှာအသက်မိသွားတယ်။နောက်ဖြစ်တဲ့တစ်ခုကတော့136လမ်းဘက်မှာတော့မိသားစုဝင်၄ယောက်လုံးဆုံးသွားပါတယ်။အဲကုန်းဖွင့်လဲမိဆက်ကလည်းအိမ်ထဲမှာဖွင့်ထားတယ်။ဘယ်အချိန်ဆုံးသွားမှန်းတော့မသိပါဘူး။ဒါတွေကကာဘုံဘုံနောက်ဆိုင်အစိတ်တက်မှုများပါပဲ။လူတွေကသတိမမူဂူမမြင်ဖြစ်တတ်ကြပါတယ်။တိပင်မဲ့လဲမိတ်နေတတ်ကြပါလေ။ ရန်ကုန်တိုက်ခန်းတွေကမီးပြတ်လို့ဘူးတကားဖွင့်အိတ်တော်လဲတခိုးရန်ကြောက်ရတကားပိတ်အိတ်တော်လဲအသက်ရှူတွေကျက်ပြီးအိမ်မရဖြစ်တတ်တယ်။ကျွန်တော်တို့အရင်တော့အိမ်တွေကတော့လေဝင်ပေါက်တွေပါတယ်ဗျ။အခုနောက်ပိုင်းတိုက်ခန်းတွေကတော့မပါတာများပါတယ်။ဖျောင်းနိုင်ချင်းစွေးကြီးထွန်းတာအစအားလုံးသတိထားမှာပါ။ဒီတော့ကျွန်တော်တို့မီးဆက်ကိုလည်းအိမ်ပြင်မှာပဲထားပါမယ်။ဝရန်တာမှာထားရင်လေလေဝင်လေထွက်ကောင်းတဲ့နေရာမှာထားပါ။မီးဆက်တွေကိုအိမ်ထဲထည့်မောင်းပြီးအဲကွန်းအသုံးပြုခြင်းကိုလုံးဝမပြုသင့်ပါဘူး။ ခြံကြဲကြဲရှိလို့ရှင်မီးစက်ကိုအပြင်ထုတ်အိမ်နဲ့ဝေးဝေးနေရာမှာထားပြီးတော့ဝါယာကြိုးချစ်ချစ်နဲ့တက်ဆင်အသုံးပြုတင်ပါတယ်လက်တလောဆိုရှယ်မီဒီယာပေါ်မှာဒီလိုပြဿနာတွေကိုခက်ဆစိတ်တွေးရတာကြောင့်ကျွန်တော်ဒီဗီဒီယိုလေးကိုဖန်တီးရခြင်းဖြစ်ပါတယ်အားလုံးဒရီဝရီယာရှိကြဖို့လည်းတိုက်တွန်းလိုက်ပါတယ်အခုနားထောင်နေကြတဲ့ပရိသတ်တို့ရဲ့ကိုတွေးအဖြစ်အပျက်တွေရှိရင်လည်းကွန်မန့်မှာမှန်သွားပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်ကဲအဲ့တော့အားလုံးပဲနောက်ဗီဒီယိုမှာ ပြန်တွေ့ကြအောင်ဗျာ အားလုံးကိုကျေးဇူးတင်ပါတယ်